Hello အားလုံးမင်္ဂလာပါအောင်ဖိုးဘောမန်ချင်းကနေကြိုဆိုပါရစေ။ဆိုတော့ Artita ရဲ့ Arsenal ကတော့အိမ်ဝင်းမှာ Brighton ကိုကျွန်တော်ဒီ EFM စတုဒ္ဒါစင်းပြိုင်ပွဲပြီးလက်ခံကစားရင်းနဲ့နှစ်ခုပြည့်ကျွန်တော်အနိုင်ရပြီးတော့နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်အနေနဲ့ဒီပွဲကကျွန်တော်ကတော့ Arsenal နေနဲ့အကယ်လို့ဒီပွဲရှုံးနေခဲ့ရင်တောင်မှစိတ်ပျက်စရာကောင်းတဲ့တယ်မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုပြီးတော့ကျွန်တော်ရှိမှလည်းပြောကြတယ်။အဓိကကတော့ Arsenal ရဲ့ဒီပြိုင်ပွဲဟာအရေးမပါလို့လို့ပဲ။ဒါပေမဲ့လို့ပေါ့နော်။ တို့တွေအပြောင်းလဲတွေအများကြီးလှုပ်ထားတာတော့မှ Brighton ကိုဒီနေ့ပွဲစဉ်မှာအကောင်ဆုံးပုံစံနဲ့သူတို့နိုင်သွားသေးတယ် Brighton ထက်အဆဆက်အရာပူပြီးတော့ကောင်းခဲ့တဲ့ပွဲဖြစ်တယ် Brighton ထက်အများကြီးပူပြီးတော့အချိန်ကြီးကောင်းခဲ့တဲ့ပွဲဖြစ်တယ်အပြောင်းလဲတွေအများကြီးလှုပ်ထားတာတော့မှ Arsenal ဟာအတိုင်းအတာတစ်ခုတည်းသူတို့ရဲ့ပုံမှန် performance ကို maintain လုပ်ထားနိုင်တဲ့ခြေစွမ်းမျိုးကျွန်တော်ထပ်ပြခဲ့တယ်။တစ်ဖက်က Brighton ကိုကျွန်တော်ကြည့်ရင် Brighton အတွက်ကဒီပွဲကဘောနော်တကယ်တမ်းပြောရင်ပြသူတို့ကနိုင်အောင်ကျူးပန်းနိုင်တဲ့ပုံစံမျိုးသူတို့ပုံဖော်ရမှာ ီးပြပြတဲ့ Fabian Hasslani နဲ့ဒီပြိုင်ပွဲကိုအဲ့လောက်ကြည့်ကြည့်ပဲအာယုံမဆိုင်တာလားပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဘာလို့လဲပေါ့နော်တေချာတာတစ်ခုကတော့ပွဲထွက်လာတဲ့အနေအထားမျိုးမှာသူတို့ရဲ့အဓိကစီနီယာကစားမအများစုပါတာပါပဲဒါပေမဲ့လို့အာဆင်နယ်ဘက်ကအပြောင်းအလဲတွေအများကြီးလှုပ်ထားတဲ့အခြေအနေမျိုးမှာသူတို့တွေအသာစီးရအောင်ကစားနိုင်စွမ်းမရှိခဲ့ဘူးနော်ကာလို့စပါလေပါတို့ပါတို့တပွဲလုံးအပြည့်ကျွန်တော်ကစားသွားတယ်ထင်တယ်လောက်ကောင်းတဲ့ performance တွေကျွန်တော်မတွေ့ရဘူးဒန်နီဝဲလ်ဘက်တို့ပွဲထွက်ကစားရတယ် နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါနောက်တက်မှာဆိုလို့ရှိရင်လည်းကာရီယိုဂရူတို့ကစားမားတွေကျွန်တော်အပြည့်အဝကစားရတယ်ကျွန်တော်ကျွန်တော်ကြည့်မယ်ဆိုရင်သူ့ဟာနေသူကစားမားကောင်းနေကျွန်တော်ပါလာခဲ့တယ်သူအတိုင်းတန်နေသူဒါအပြောင်းလဲတွေရှိထားပြီမဲ့လေလို့ပေါ့နော်ဒါပေမဲ့အာဆင်နယ်ကိုဒုက္ခပြနိုင်ဆိုရင်ကျွန်တော်ဒါမရှိခဲ့ဘူးဆိုတော့အာဆင်နယ်ဘက်ကတော့ကျွန်တော်ဒါဝန်နရီရဲ့တကူရယ်စာကာလူသားဝင်လာပြီးတော့ကင်းတဲ့တကူပေါ့နော်နှစ်ကိုကိုမရှိနေကျွန်တော်အနိုင်ရတယ်ဒီညမှာဟိုအာဆင်နယ်နဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ဘယ်လိုပြောမလဲပြိုင်ပွဲစုံနေဇက်တိုက်တွေနိုင်နေတဲ့ခါကျတော့ တတော်ကြီးတော့ဘယ်လိုပြောမလဲအာဆန်ရဲ့နေထားတွေကမြင်နိုင်နေပြီပေါ့နော်သူတို့မှာတိတ်ပြီးတော့အာနေချက်မရှိဘူးဆိုတာမျိုးကဖိဖိချင်းနဲ့ပို့ပြီးတော့ပေါ်လွင်လာတယ်ဒါဟာ Brighton ကိုနိုင်လို့အာနေချက်မရှိတော့ဘူးလားမဟုတ်ဘူး Brighton ကိုဒီပွဲမှာအာဆန်ဟာပုံမှန်အတိုင်းကျွန်တော်နိုင်သွားတာမဟုတ်ဘူးညာအပြောင်းလဲတွေအများကြီးလှုပ်ရင်းနဲ့အနိုင်ယူသွားတဲ့အခြေအနေမျိုးကိုသမားနေရာမှာလည်းကေပါသူတို့ပွဲထုတ်လာတယ်။နောက်တန်းမှာဆိုလို့ရှိရင်မော်စကေတာလိုကစားမားတွေပြီးလို့ရှိရင်ကျွန်တော်တို့ကဒီယာဒီမှာအင်ဂျူရီပြဿနာတွေနဲ့ ပုံမှန်ပွဲကစားခွင့်တွေကောင်းကောင်းသိမ့်မရှိတာတဲ့เนาะကျွန်တော်တို့ဒါဟင်ကပီတို့လိုကစားမားတွေပွဲထွက်လာပြီးတော့ဘန်ဝိုက်စ်တို့ကျွန်တော်တို့ပါတယ်လူးဝစ်ကယ်ဒီကျွန်တော်တို့ပါတယ်ဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ၄ယောက်တက်မှာဆိုလို့ရှိရင်ခန်စစ်မှာအကုန်လုံးကိုအပြောင်းလဲလုပ်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်เนาะတောင်ပေါ်မှာဆိုလို့ရှိရင်လည်း15နှစ်ရွယ်ကစားမားတွေเนาะမက်ဒေါမန်လိုကစားမားတွေပါတယ်ပြီးရင်သူ့ကိုစာကားနဲ့ကျွန်တော်လူသားတွေပါတယ်လဲတယ် ်ကွင်းလက်ကတော့ Merino တို့ကျွန်တော်တို့ပါတယ် Declan Rice ကဒုတိယပိုင်းကျွန်တော်ဝင်လာတယ် Wenery တို့ပါတယ်เนาะပြီးလို့ရှိရင် Azzi ကတော့ဗောနော်ကျွန်တော်တို့ဒါပထမပိုင်းပွဲထွက်လာတယ် Trossa လည်းပဲကျွန်တော်တို့ဗောနော်ဒါလူသားဝင်လာတယ်ဆိုတော့ပြောရရင် Arsenal နေဒုတိယပိုင်းမှာ Saka တို့เนาะ Gabriel တို့ Julian Timber တို့ကျွန်တော်တို့ဒါ Trossa တို့ Rice တို့အကုန်ဝင်လာတာဒီနေရာမှာအာစနီဟာအဲ့ဒါလို့ခုနကပြောလို့အပြောင်းလဲတွေအများကြီးလှုပ်ထားတာတောင်မှပါနော်သူတို့ရဲ့ level တခုကိုကျွန်တော်ထိန်းထားနိုင်စွမ်းရှိတယ်ဗျာ ဟိုဂါဘရီယယ်နီယာမှာမော်စကေတာဝင်ကစားလည်းပဲဂါဘရီယယ်လောက်ထိတော့တူးချင်း quality ရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့အသင်းနဲ့အတူအများကြီးအံဝင်ခွင့်ကြဖြစ်အောင်ကစားနိုင်စွမ်းရှိတဲ့တဲ့မှာပါတယ်ဟင်ကပီဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတိုင်းပဲเนาะဘန်ဝိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါတင်ပါတို့ပါလို့ねတွားပြီးတော့အရေးချင်းချင်းရှင်လို့မရဘူးဗျဘန်ဝိုင်းကဘန်ဝိုင်းကတင်ပါလောက်ထိကျွန်တော်တို့ကောင်းတဲ့ကစားမှကျွန်တော်တယောက်မဟုတ်ဘူးဒါပေမဲ့လို့ပေါ့เนาะ တင်ပါနေရဝင်ကစားလို့ဘန်ဝိုက်နေရရဲ့ဟိုကြံခဲ့ပါတယ်ဆိုတာမျိုးကျွန်တော်မရှိရဘူး။ဒါ Brighton ဘက်ကလည်းလူစင်အပြောင်းနဲ့တချို့ကြောင့်မှကွာပြောကောင်းပြောလိမ့်မယ်။ဒါပေမဲ့ Arsenal ဘက်ကလုံးဝ heavy အပြောင်းလေးကျွန်တော်လှုပ်ထားတာ။အဲ့ဒီတည်းမှာမှ Arsenal ကအများကြီးအဆင်ပြေအောင်ကစားသွားပြီးတော့အနိုင်ယူသွားတယ်။ပြီးလို့ရှိရင် Brighton ဆိုတာက တုံတုံကလတင်တစ်ခုအတွက်ကျွန်တော်ကမလွယ်ကူပါဘူး။ဆိုတော့ Arsenal အနေနဲ့ ဒါအိမ်ဝင်းလဲကျွန်တော်ဖြစ်တယ်လူစင်းအပြောင်းလဲတွေအဓိကကစားမတချို့ကိုအနာပီးထားပြီးတော့ဗောနော်ဒီလိုပွဲမျိုးမှာတက်တောင့်တက်တာနဲ့အနိုင်ရတယ်ဆိုတော့တော်တော်ကောင်းတဲ့နေထားပါဘရိုက်တန်ဘက်ကအာဆင်နယ်ကိုအများကြီးထူးထူးခြားခြားဒုက္ခပေးနိုင်ခဲ့တဲ့အချင်းဒီမျိုးတွေကျွန်တော်အများကြီးမရှိပါဘူးเนาะအာဆင်နယ်ဟာကျွန်တော်အနေနဲ့ဟိုထိရောက်မှုတွေကျွန်တော်အများကြီးပူပြီးတော့ရှိခဲ့တဲ့ကွယ်ကောင်းခဲ့တဲ့အသင်းတွေကျွန်တော်ပြောရမယ် နောက်ထိရောက်မှုတွေအများကြီးပို့ပြီးတော့ကောင်းခဲ့တဲ့တင်တွေကျွန်တော် ပြောပါမယ်ပထမပိုင်းမှာဂိုးဒီပါတွေမရခဲ့ဘူးဆိုပေမဲ့ဒုတိယပိုင်းကျတော့ဒါဝန်နေရီရဲ့အလုံးကနေစလို့ကျွန်တော်ဂိုးရသွားတာစာကားရဲ့အလုံးကလည်းရှုပ်ရက်ခက်ပြန်ထွက်လာဒါမိုးဒီကနေတစင်ကျတော့ဒါပေါ့နော်စာကားကလုံအောင်ကိုပိတ်သွားတယ်တော်တော်လေးကိုကျွန်တော်အချိန်ကြီးကောင်းတယ်ချန်ပီယံစ်လိမှာဆိုလို့ရှိရင်လည်းပဲအာဒီတာရဲ့အာစနယ်ဟာပေးကူးမဲ့နဲ့ကျွန်တော်တော့ချောက်ကောင်းနေပြီးတော့အခုလည်းပဲကျွန်တော်အနေနဲ့ပေါ့နောက်ထပ် clean sheet တစ်ပွဲရတယ်ပရီးမီးယားလိမှာလည်းသူတို့ clean sheet တွေနဲ့ကျွန်တော်ရှေ့ဆက်တယ်ဆိုတော့အာစနယ်ရဲ့ defending ဘိုင်းကတော်တော်ကိုဒီယာဒီမှာအထင်ကြီးစေရပါ ်ဒီဖန်နီမိုင်းနေမှာဆိုရှင်ရင်အရန်ကောင်းတဲ့နေထိုင်မှုတွေကျွန်တော်တွေ့နေရပြီးတော့အာဆနယ်ခန်းစီကိုကျွန်တော်ချိုးဖျက်ဖို့တွင်းကိုတွေအများကြီးတွင်းဖို့ဆိုတဲ့မျိုးကနောက်ပိုင်းပွဲစဉ်တွေမှာမဖြစ်နိုင်လောက်တဲ့အထိကိုကျွန်တော်မြင်လာရတယ်ပေါ့နော်အာဆနယ်ရဲ့ခန်းစီကြစ်လင်မှုကတော်တော်ကြီးကိုကောင်းလုံးပါတယ်အခုလက်ရှိမှာဆိုရှင်လည်းပဲကတော့ clean sheet ထက်ရသွားပြန်ပြီပေါ့နော်ကဲပါအတွက်ဆိုတော့ဒါကြောင့်အာဆနယ်ကတော့ဒီလိုမျိုးပြိုင်ပွဲဒီလိုမျိုးအပြောင်းလဲတွေလုပ်ထားတာတောင်မှ တက်တောင်းတက်တာနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်တဲ့အတွက်အာဒီဒါတို့အများကြီးချီးကျူးကြပါလာမယ့်ပွဲဒီမှာဆိုလို့ရှိရင်လည်းဗီတယိုဂရက်စ်တို့ကစားမတွေကိုကျွန်တော်အနားပေးထားတယ်ခွင်းလေကကစားမကောင်းတွေကိုလည်းကျွန်တော်ဇူဘမင်တီတို့ကိုလည်းကျွန်တော်အပြည့်အဝအနားပေးထားတယ်ကျွန်တော်တွေးကြည့်ရရင်အာဆင်နယ်မှာဆာလီဘာကိုအပြည့်အဝအနားပေးထားတယ်နော်တာနမဂါဘရီယယ်ကိုပွဲပြီးကန်ဒီမှာတို့ထပ်ထည့်လိုက်လို့နော်ဆိုတော့ပြောရရင်အာဆင်နယ်ဟာဒီလိုမျိုးလုံးဝအပြောင်းလဲကြီးလုပ်ထားတာတော့မှဒီလိုပြိုင်ပွဲတွေမှာဒီလိုလုပ်ပြနိုင်မှုဆိုတာမျိုးကမလွယ်ပါဘူးအတင်းတင်းဟာသူတို့ရဲ့ပေါ့နော်ကျွန်တော် performance level ကို ကစားမအပြောင်းလဲတွေအများကြီးလုတ်တော့မှအတိုင်းအတာတစ်ခုထိ maintain လုပ်ထားနေဆိုတော့မျိုးကတော့ချီးကျူးစရာပါဆိုတော့အာဆင်နယ်ကတော့ AECC နဲ့နောက်ရစင်ကိုတက်တယ်ပေါ့လေဆိုညီကူတို့ရောဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်